ဝင်းနေထဲမှာဆိုလို့ရှိရင်ငါခွင်ငါဆိုပြီးတော့ထောင်ထားတဲ့အထောင်လေးရှိပါတယ်နော်အဲ့ငါခွင်ငါအထောင်လေးကနေပြီးတော့နော်ငါခွင်ငါအထောင်လေးကနေယူမယ်ဆိုလို့ရှိရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှာငါးချိန်ညာဘက်ဆောင်ညာဘက်ဆောင်ကိုဆင်းလိုက်တာနဲ့ခွင်၆၈ဆိုတဲ့ကဏ္ဍလေးရှိပါတယ်နော်အဲ့ခွင်၆၈လေးကဘယ်ကနေလာလဲဆိုလို့ရှိရင်ဒီဘက်က ခွင်ငါဆိုပြီးတော့ထောင်ထားတာလေးကနေပြီးတော့နော်ငါအဲ့ဒီငါအောက်ခြေလေးကနေဘယ်ဘက်သွားလိုက်မယ်ဆိုရင်တစ်ကျင်းနှစ်ကျင်း၃ကျင်း၄ကျင်း၅ကျင်း၆ကျင်းလာပါရဲ့နော်အဲ့ခွင်၆၈ဆိုတဲ့ကဏ္ဍလေးကနေပြီးတော့ဒီဘက်ကိုလာပြီးတော့နော်ခွင်၆၈ဆိုပြီးတော့ပြန်ကြပါရဲ့နော်ဟုတ်ပြီနော်အဲ့လိုကြခဲ့တယ်အဲ့လိုကြပြီးတော့ဘယ်လိုဆက်ဖြစ်လဲဆိုလို့ရှိရင်နော် ငါခွန်ငါရဲ့ဘေးမှာရှိရနော်၄၃၈ဆိုရလေးရှိပဲသူ့မှာက၆ခါအောက်ကနေပြီးတော့6ခါခံပြီးတော့ကြာတာပေါ့နော်4386ခါกว่า6လို့ကြာတယ်4384ကနေပြီးတော့နောက်တစ်နှစ်မှာအဲ့4384ကနေနောက်တစ်နှစ်မှာထည့်ပြန်ထွက်ပါရနော်ဒီမှာနော်မင်းနှစ်ကြောင်းလေးနဲ့ပြထား4384ဆိုပြီးတော့နော်ထည့်ပြန်ထွက်ပါတယ် သူကနောက်ကမှအချိန်ကြီးမတူတာလေးရှိပါနော်အချိန်ကြီးမတူတာလေးရှိလို့ကျွန်တော်ရှင်းအောင်လေးလုပ်ပြထားပါတယ်အဲ့အပင်နီယာလေးမကြလဲဆိုရင်နော်ဒီမဲ့တင်းနောက်ပိတ်လေးရေကိုးခါရေသုံးထိတ်လေးရေတစ်ကိုးသုံးဆိုပြီးတော့စောင်းခံထားတဲ့ဘေးမှာကြပါရယ်နော်တစ်ကိုးသုံးရဲ့စောင်းမှာ၄၃၈လေးကကြပါရယ်နော်အဲ့လိုကြရ၄၃၈လေးဟာဆိုလို့ချင်း ဒီဘက်ကြည်လိုက်ရင်9ခွန်9အထောင်အနေတစ်ကျိန်2ကျိန်3ကျိန်4ကျိန်5ကျိန်6ကျိန်ခွန်2ကျိန်မှပေါ့နော်3 4 8ဆိုပြီးတော့ပြန်ထွက်ခဲ့ပါတယ်เนาะအဲအဲ့သူ့ရဲ့ပုံမှာလည်းဥမာ9ခါလေးခံခဲ့တယ်เนาะ9ခါသူ့ရဲ့ဇောင်းမှာဆိုရင်လည်း break ခွန်လေးခံခဲ့ပြီးတော့3 8 4ဆိုပြီးတော့ထွက်ပါရဲ့เนาะဒီက9ခွန်9ရဲ့ဘေးက4 3 8 4ကနေပြီးတော့เนาะဒီဘက်မှာပေါ့เนาะ3 4 8ဆိုပြီးတော့ပြန်ထွက်ခဲ့ပါတယ် ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့အခုရောက်ကက်လေးကိုတစ်ချက်သွားကြည့်လိုက်ကြအောင်နော်ဟုတ်ပြီကျွန်တော်ဒီဘက်ဒီဘက်ရောက်ကက်လေးမှာဆိုရင်လည်းဒီမှာ ငါနောက်ပေးခွန်နောက်ပေးငါနောက်ပေးဆိုပြီးငါခွန်ငါဆိုပြီးတော့ထောင်ထားပါရဲ့เนาะအဲငါခွန်ငါနေဆွဲကြည့်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှခွန်ရှင်းနှစ်ဆိုတဲ့ကဏ္ဍလေးကြရဲ့เนาะအဲခွန်ရှင်းနှစ်ဆိုတဲ့ကဏ္ဍလေးကဘယ်အနည်းလာသလဲဆိုလို့ယင်းဒီပဲငါခွန်ငါလို့အထောင်လေးကနေအရင်ကကလို့ဘယ်ဘက်ကို6ချိန်6ချိန်သွားကြည့်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်ဟုတ်တယ်เนาะခွန်ရှင်းနှစ်ဆိုတဲ့ ခွန်နှစ်ရှိဆိုတဲ့ကဏ္ဍလေးကဒီဘက်မှာခွန်ရှင်းခွန်ရှင်းနဲ့ဆိုပြီးတော့လာကြပါရဲ့နော်အဲ့လိုလာကြပြီးရတဲ့ပါဆက်ဖြစ်လဲဆိုလို့ချင်းငါခွန်ငါအထောင်ရဲ့ဘေးရကဏ္ဍလေးရဲ့နှစ်ငါရှိဆိုရဲ့ကဏ္ဍလေးရှိပါတယ်သူ့မှာလည်း6ခါလေးခံထားတဲ့အောက်ကကဏ္ဍလေးဖြစ်ပါတယ်အဲ့ဒီကဏ္ဍလေးကလည်း6ခါ꽈6ရဲ့အောက်ကကဏ္ဍလေးရဆိုရင်နောက်တစ်နှစ်မှာပေါ့နော်2 5 8လေးရဆိုရင်ဒိတ်ပြန်ကြရပါမယ်နော် အော်ဒီဘက်မှာဆိုလဲ2 5 8ဆိုပြီးတော့တဲကြပါရဲ့နော်သူကြတာဖယ်နဲ့မကြလဲဆိုတင်းနောက်ပိတ်လေးရေကိုခါရေတုံးထိတ်လေးရေတိ6 3ဆိုရစောင်းမှာ2 5 8ဆိုပြီးတော့ကြပါရဲ့အဲ့2 5 8လေးကအစွန်းနာလို့ပြန်ရိုက်မယ်နော်ဒီမှာမှာ9 9ထောင်းအားနေပြီးတော့ရီလိုက်မယ်နော် တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်မှာပါနော်ခုနှစ်ကြိမ်မှာကွက်တိသူ့ရဲ့ပုံမှာငါးခါဆိုလေးခံတယ်ဘရိတ်ခွန်လေးလည်းခံထားတယ်ဒီနေ့မှာတစ်ချက်ပြောရလေးရှိပါတယ်ကျွန်တော်ဟိုဘက်ကတ်ကိုပြကြရင်ရှင်းပြမယ်တကယ်တော့ပိုကောင်းတာဟိုကတ်မှာက9938 690နဲ့တပင်လေးကွာနေတကယ်တော့တပင်မကွာဘဲဒီမှာလို့9930ကသူ့ဆောင်မှာ အဲ့ဒါပူချလို့ချင်းပူပြီးတော့နော်ကောင်းပါတယ်ပူပြီးတော့ပါဖက်ဖြစ်တယ်ပေါ့နော်အရင်အိုးလို့ကောင်းတယ်ကနားလို့ပြောလို့ရပါတယ်ဒါပေမဲ့လို့အခုဟာတော့တင်းတဲ့လောက်ပဲကြည်ထုတ်ပေါ့နော်မငါးခါလေးထွက်တယ်နော်သူ့ရဲ့ဘေးမှာ break ခွန်လေးလက်ခံတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်က9ရှစ်နှစ်ဆိုတဲ့ကနားလေးကိုရွေးချယ်ပေးလိုက်ပါတယ်ဒီတစ်ချိန်မှာဆိုလို့ရှိရင်ဒီဘက်တစ်ချက်ပြန်ကြည့်မယ်နော် ငါခွင်ငါလို့ထောင်ပြီးတော့เนาะ6ခါခွာ6ရဲ့အောက်က438လေးရလဲเนาะတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်6ကြိမ်ခုနှစ်ကြိမ်မှာဆိုရင်လည်းပြန်ကြရယ်เนาะဒီမဲ့သူမှငါခါလေးခံထားတယ်ဘရိတ်ခွန်ခံထားတယ်เนาะဘရိတ်ခွန်ကခုနကကျွန်တော်ပြောလို့ပဲဒီနေရာမှာက935ဆိုရင်မိုက်သွားရင်เนาะဒီမှာက935ကအပေါ်မှာတွားကြထားရယ်လို့ကျွန်တော်ကတော့အဲ့ဒီနေ့ထဲမှာ935လေးလိုက်တယ်နည်းနည်းလေးပဲ ဒါလှည့်လိုက်တယ်လို့ယုံကြည်တယ်เนาะဒီကနန်းလေးကလည်းမလွတ်တဲ့နဲ့ကနန်းလေးပေါ့เนาะထိုးတဲ့နဲ့ကနန်းလေးပါပါတယ်အဲဒါကြောင့်မို့ဒီဒီ၄၃၈ထွက်တယ်လို့ပဲเนาะ၄၃၈ထွက်ခဲ့တယ်လို့ပဲ၅၈၄ရလည်း၅နှစ်၈ဆိုပြီးတော့ကျွန်တော်အကြိုက်ပေါ့เนาะကျွန်တော်ကရွေးချယ်ပေးပါတယ်မွာတော့ကြိုက်တဲ့ညီကောင်မောင်နှမတွေကကြိုက်တဲ့ကြိုက်တဲ့ပုံစံလေးနဲ့ထုတ်လို့ရပါတယ်ဗျာနော် ငါခွန်ငါရပြည်ရနော်ဥမာကု6ခွန်6ခါ6ရအောက်ကနေငါရှိလျာနော်ဒီမှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်ခုနှစ်ချိန်မှာနော်သူ့ရဲ့အပေါ်မှာငါခါလေးခံနေသူ့ရဲ့ဆောင်းမှာဆိုရင်လည်းပရိခွန်လေးခံခဲ့တယ်ပေါ့နော်အဲအကြောင်းမူလို့ငါရှင်းနှစ်ဆိုပြီးတော့ကျွန်တော်အဲ့ကနန်းလေးကိုရွေးပြီးတော့ပေးချင်ပါတယ်